ကိုယ့်ရဲ့ Facebook Wall ထဲမှာ friend only တို့မဟုတ် only မီဖြစ်နေသူရဲ့ကိုယ့်ရဲ့ post စီအားလုံးကိုကျွန်တော်တို့က public ပြန်ဖြစ်ရှင်နေဆိုလို့ရှိရင်လောက်ရတဲ့နီးလေးကိုဒီ video လေးမှာမျှော်ပေးပါမယ်ကျွန်တော်တို့ကပထမဆုံးအနေဖြင့်ကိုယ့်ရဲ့ဒီမှာထိတ်ဆုံးမှာရှိနေတဲ့ profile ကမြင်းကြောင်လေး၃ချောင်းကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်အပေါ်ထိတ်ဆုံးမှာရှိနေတဲ့ကျွန်တော်တို့ setting ဆက်သွားလေးကိုနှိပ်ပေးပါ setting ဆက်သွားလေးကိုကျွန်တော်တို့နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲချပေးပါအောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပေး ွဲပြီးပြီဆိုရင်ဒီအောက်မှာရှိနေရဲကျွန်တော်တို့က antipathy law ဆိုတာရှိရဲပေါ့နော် antipathy law တွေကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်မေးပါဒီနားလေးမှာခဏစောင့်ပြီးပေါ့နော် antipathy law ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိနေရဲ your facebook antipathy ဆိုတာရှိရဲ idea ကိုကျွန်တော်တို့ကဆက်ဝင်ပြီးရမှာဖြစ်တယ်ပေါ့နော် idea ကိုဆက်ဝင်ဆက်ဝင်ပြီးလို့ရှိရင်ကိုကကိုရဲ့ post တွေကိုလုတ်ချင်တာဖြစ်တော့ကြောင်းဒီမှာ POST post ဆိုတာလေးကိုတစ်ချက်ရွေးပေးရမယ်ပေါ့နော်အဲ့တော့ manage post ရဲ့အပေါ်မှာရှိနေ POST post ဆိုတာလေးကိုကျွန်တော်တို့ချက်နှိပ်ပေးလိုက် နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီဟာဒီမှာရေးပေးထားရဲ့ your post photo and video ဆိုပြီးကျွန်တော်ရေးပေးထားရဲ့ပေါ့နော်အဲ့တော့ your post photo and video ကိုကျွန်တော်တို့တစ်ချက်ဆက်ပြီးတော့နှိပ်ပေးပါဒီလိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ခဏလေးတော့စောင့်ပြီးရတယ်နော် internet connection လည်းအရင်တိတ်မကောင်းအဲ့တော့ကိုယ့်ရဲ့ဒီ wall ထဲမှာရှိနေတဲ့ facebook wall ထဲမှာရှိနေတဲ့ဓာတ်ပုံတွေရော video တွေရောအကုန်လုံးပေါ့နော်အဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ကနေပြီးတော့စာသားတွေရောစာအရေးသားတင်တဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့က public ပြန်ပြောင်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ oslet ကိုရွေးပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တချို့ post တွေမှာ only minute တင်တာရှိတယ်တချို့ post တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က friend only နဲ့တင်တာရှိတယ်အဲဒါကို wall တွေကိုသူများပြန်ဝင်လာတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ post တွေကို public မှာ for you မှာရောသူများရေးတွေးဖို့အတွက်ကျွန်တော်တို့ကပြန်လုံးမှာဖြစ်တဲ့ကြောင့် all ကိုကျွန်တော်ရွေးရွေးပြီးလို့ရှိရင်ဒီအောက်ဆုံးမှာရှိနေတဲ့အဆက်ကလေး30ရှိတယ်အဲ့ကျွန်တော်မြားလေးပြတဲ့အဆက်ကလေး30ကိုကျွန်တော်တို့ပြန်ပြီးတော့ဆက်ပြီးတော့နှိပ်ပေးနှိပ်ပြီးပြီဆိုလို့ရှိရင်အောက်မှာကျွန်တော်ရှိနေတဲ့ chain orient ဆိုတာရှိတယ် chain orient ကိုဆက်ပြီးတော့ကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ် chain orient ကိုဆက်နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆက်ပေါ်နေတဲ့ chain orient ကိုဆက်ပြီးတော့နှိပ်ပေးပါဒီလိုနှိပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်ရွေးချယ်မှုအတွက်၃မျိုးပေးထားတယ် လုံးဝ friend only လုပ်တဲ့လူကကျွန်တော်တို့ friend only မဟုတ်ဘဲ public ပြောင်းကြည့်နေဆိုတော့အပေါ်ဆုံးကဟာကိုကျွန်တော်တို့နှိပ်ပေးနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်အဲ့လိုမျိုးလေးပြောင်းပြီးအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနေပြီးတော့ ဖရန့်အုံနီကနေအုံနီမီပဲပြောင်းရှင်နေလို့ဆိုလို့ရှိရင်အုံနီမီကိုနှိပ်ပေးပါတော့အဲ့တော့ကျွန်တော်ဒါမရွေးချယ်သေးတဲ့အချိန်မှာကျွန်တော်ပြပေးတာဖရန့်အုံနီပဲထားရှင်နေဆိုလို့ရှိရင်ဖရန့်အုံနီကိုနှိပ်ပေးပြီးတော့ဒီအောက်ကချင်းကိုနှိပ်ပါတော့အဲ့တော့ကျွန်တော်ကတော့ဒီဗီဒီယိုလေးမှာကျွန်တော်အမျှောက်ပေးချင်တာကိုယ့်ရဲ့ wall ထဲမှာရှိနေတဲ့ဓာတ်ပုံတွေရောဖိုတိုတွေဗီဒီယိုတွေစသားတွေအားလုံးကိုလူအများမြင်အောင်ကိုယ့်ရဲ့ wall ထဲကိုလူအများဝင်လာတဲ့ခါကြလို့ရှိရင်အားလုံးတွေ့ရအောင်လို့ကျွန်တော်လုံးမှာဖြစ်နေတဲ့ကြောင်းကျွန်တော်တို့ကနေပြီးတော့ public ဆိုတဲ့ နေရာလေးကိုကျွန်တော်ဆက်လက်ပြီးလိုက်ပါ public ကိုဆက်လက်ပြီးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က chain ကိုဆက်ပြီးတော့နှိပ်ပေးပါ chain ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘောနော်အချိန်အနည်းငယ်တွင်တချို့ကြတော့လည်းချက်ချင်းပြောင်းလေးတယ်တချို့ကြတော့လည်း24နာရီတရေစောင့်ပြီးရခါကြမှာကိုယ့်ရဲ့ wall ကိုပြန်ကြည့်တဲ့ခါကြလို့ရှိရင် post တွေအားလုံးက public ဖြစ်တာပဲဘောနော်အဲ့တော့ကျွန်တော်က banner ပြန်ပြီးတော့ထွက်ပြမယ် banner ပြန်ထွက်ပြီးတော့ကျွန်တော်ရဲ့ wall ထဲမှာရှိနေတဲ့ post တွေကိုကျွန်တော်အရင်ဆုံးတွားကြည့်ပြမယ်အဲ့တော့ကိုယ့် wall ထဲအရင်ဝင်လိုက်ပြီဝင်လိုက်ပြီဆိုလို့ရှိရင်ကိုယ့် wall ထဲဝင်လိုက်ပြီဆိုလို့ရှိရင်ဒီအပေါ်ဆုံးမှတင်တဲ့ network ဒီ post တခုကကဘာလုံးလေးပေါ့နော်နောက်တဲ့ post တခုကျွန်တော်ထပ်ကဘာလုံးလေးပဲတခြား post တွေမှာပေါ့နော်ဒီ post မှာလည်းကဘာလုံးလေးအဲ့တော့ post တွေအားလုံးကိုကျွန်တော်ဆွဲလိုက်တာ ਨੇ ကဘာလုံးလေးတွေပဲဖြစ်ဖြစ်သွားရယ်ပေါ့နော်အဲ့တော့ကျွန်တော် post တွေအားလုံးကကဘာလုံးလေးတွေပဲဖြစ်နေရယ်ပေါ့နော်အဲ့တော့ ိုယ့်ရဲ့ပို့တွေအားလုံးကိုဆွဲကြည့်လိုက်ပါဆွဲကြည့်တဲ့ခါကျတော့ရှင်ဒီလိုမျိုးလေးကဘာလုံးဆိုတာ public ပေါ့နော် public ဆိုတော့ for you ကိုရောက်သွားတယ်လူအများကိုပြန်ပြီးတော့ပြတာပြီးရဲ့ post တွေဖြစ်လို့ရတယ်ကျွန်တော်ကတော့ဒီ second ပိုင်းတွင်ပြောင်းလဲတချို့ဖုန်းတွေကတော့24နာရီကြာမှပြောင်းလဲတာမျိုးရှိတယ်ကျွန်တော်ပြောသူတို့ကပြောင်းလိုက်ပါဒါဆိုလို့ရှင်တေချာပေါက်ပြောင်းလဲသွားမှာတေချာပါလေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်